ကိုကင်းမူးယစ်ဆေးဝါးသုံးဆွဲနေတယ်ဆိုတဲ့စဆွဲချက်တွေကိုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကညှင်းဆိုခဲ့ပါတယ်။သူနဲ့ဆက်ဆံရေးမပြေလည်တဲ့အမဖြစ်သူအထက်လွှတ်တော်အမတ်အီမီမာကော့စ်ကနိုဝင်ဘာ18ရက်နေ့မှာအဲ့ဒီလိုလူသိရှင်ကြားဆဆွဲခဲ့တာဖြစ်ပါတယ်။အသက်80အရွယ်အီမီကသူ့ထက်နှစ်နှစ်ငယ်တဲ့မောင်ဖြစ်သူဟာအချိန်အကြာကြီးမူးယစ်ဆေးဆွဲနေခဲ့သူလို့ပြောပါတယ်။မာကော့စ်ကမူးယစ်ဆေးဆွဲနေတာကြောင့်သူ့ရဲ့စီမံအုပ်ချုပ်မှုမှာပြဿနာတွေရှိလာစေသလိုအာဂရီကိစ္စတွေပါရောရှက်လာစေတယ်လို့ အီမီကဝေဖန်ခဲ့ပါတယ်။ဒါပေမဲ့သမဒမာကော့စ်ကိုစားသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအီမီရဲ့ဆွဆွဲချက်တွေကိုပယ်ချသွားပြီးအရင်ကလည်းကြုံဘူးတဲ့တက်သေးမပြနိုင်တဲ့အကြောင်းအရာဟောင်းတွေကိုထပ်တလဲလဲပြန်ပြောနေတာသာဖြစ်တယ်လို့တုံ့ပြန်သွားပါတယ်။အစိုးရပြန်ကြားရေးအရာရှိကက်စထရိုကမောင်ဖြစ်သူအပေါ်အီမီရဲ့အခြေအမြင့်မရှိတဲ့ဆွဆွဲချက်ကလွှတ်တော်ထဲမှာအခြေအနေမကောင်းဘဲဖြစ်နေတဲ့သူ့ရဲ့မဟာမိတ်တွေကိုကာကွယ်ဖို့သွေးယူသွေးတမ်းစူးစမ်းမှုတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့တံပြန်ထိုးနှက်ခဲ့ပါတယ်။ ဖိလစ်ပိုင်မှာရေကြီးမှုဒါစီရေ project ရန်ပုံငွေတွေနဲ့ပတ်သက်လို့လူဒုအာယုံစိုက်ခံရတဲ့အာဂတိကိစ္စကြီးတခုကိုစုံစမ်းစစ်ဆေးတဲ့အခါအင်မီရဲ့မဟာမိတ်တွေအမှုပတ်လာနိုင်တယ်လို့ကက်စထရိုကထောက်ပြသွားပါတယ်။တကယ်လို့အထက်လွှတ်တော်အမတ်အင်မီသာအမှန်တကယ်မျိုးချစ်စိတ်သက်ပြည့်ဝသူတဦးဆိုရင်တမဒအပေါ်မဟုတ်မမှန်ဆွဆွဲနေမဲ့အစားအာဂတိကိစ္စအားလုံးတိုက်ဖြတ်ဖို့တမဒမာကိုစ်ရဲ့အားထုတ်နေမှုတွေမှာပူပေါင်းတာမျိုးကပိုဖြစ်တဲ့တယ်လို့လဲကက်စထရိုကပြောပါတယ်။လောလောဆယ်မှာတော့ ရေကြီးမှုတာစီရေ project ရန်ပုံငွေတွေအလွဲသုံးစားလုပ်ခံရခြင်းနဲ့တခြားဆက်ဆက်ကိစ္စတွေကိုစုံစမ်းဖို့ကော်မတီတွေဖွဲ့နေပါတယ်။နှစ်စဉ်တိုင်ဖုန်းမုန်တိုင်းတွေတန်းကိုခံရပြီးအကြီးအကျယ်ရေကြီးတာတွေကြုံရတဲ့ဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာဒီလိုအကြမ်းမှုမျိုးရှိနေတဲ့တဲ့င်းကလူတို့ကိုအရန်အမျက်ထွက်စေခဲ့ပါတယ်။အီမီဟာဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတက်ဒေးရဲ့မဟာမိတ်တဦးဖြစ်ပြီးသူ့မောင်လက်ရှိသမ္မတနဲ့ပတ်သက်ရင်အရင်ကတည်းကပြင်းထန်တဲ့ဝေဖန်ထိုးနှက်စကားတွေကိုပြောလို့ရှိတာပါ။ ဒူတာဒေးကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်ခွန်ရုံး ICC ကဖိလစ်ပိုင်မှာဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအင်မီနဲ့သူ့ရဲ့မဟာမိတ်တွေကဥပဒေမဲ့ဖမ်းဆီးမှုတစ်ခုလို့ရှုံချခဲ့ပါတယ်။နောက်ပြီးဒီကိစ္စရဲ့နောက်ွယ်မှာမာကော့စ်အစိုးရကကြံရပါအဖြစ်လှုပ်ရှားခဲ့ကြောင်းလဲစွပ်စွဲထားကြပါရဲ့ရှင်။